ော်ပြီအဲ့တော့ချိန်ကြီးညကျွန်တော်ပြချင်တာကကျွန်တော်မိနစ်ကတော့အသေးအံမွေးခိုင်းနေကနေ2 5တက်ဆိုတဲ့ကနေခွတ်မလာဘူးအခုဒီပွဲမှာအဲ့ကနေကတိုက်တိုက်ဆိုင်ဆိုင်လာတွေ့အဲ့ဒါလေးကျွန်တော်ပြအဲ့တော့ကျွန်တော်တို့ဒီ646ကကျွန်တော်ပြဘူးတယ်ဒီဒီဘေးမှာကျွန်တော်6ထိတ်နဲ့ပြတော့ကအဲ646ကိုကျွန်တော်ထည့်ပြပေးမှုတယ်ဒါပေမဲ့အခုဒီထွက်သွားတဲ့ခါကျတော့ကျွန်တော်ဖမ်းတဲ့ site အတိုင်းမျိုးသူထွက်တာပဲကျွန်တော်ကမေ့နော်မတတ်နိုင်ဘူးလေ Oh, non ça mais raison non raison raison donc donc ça mais et raison est connue tellement des endroits longs à con non pendant long qu'on combat va ni carnet du quoi pas là dedans et les combats va ni car endroit long qu'on combat va ni carnet toi des canards de vie non des raison n'est mal à toi des haris canards raison vous ni tes canards non et ni ni sur les canards လေးနှစ်နှစ်လို့ပြလာထွက်တယ်အဲ့ဒီမှာဇောင်းခွန်ပြီးပြီးနှစ်ခါပြီးဇောင်း၈၅၆ခွန်ဆိုဇောင်း၈ဖြစ်ပါပါဆို၃ခါလို့ရတယ်နော်အဲ့၈ပါပါ၃ခါလို့ရပြီးထွက်တဲ့အဲ့ဒီခဏကလည်းဒီ၅ဆုံးခုနှစ်တည်းကိုဒီ၅ဆုံးခုနှစ်ထဲကနေခဏတက်ွက်၃ခွန်နှစ်ဆိုတဲ့ခဏတက်ွက်ဒီလမ်းပို့ခဲ့တယ်နော်အဲ့တော့နောက်ပိုက်ကတော့နောက်ပိုက်ကိုသူကနေရာအငိမ့်နဲ့ပို့ ကျွန်တော်တို့ဒီ၄နှစ်နှစ်နှစ်နောက်ပိတ်ကဒီမှာ၄နှစ်နှစ်နှစ်နောက်ပိတ်တဲ့ပဲဒီမှာကျတော့၃နှစ်ခွန်ဆိုတဲ့ခွန်နောက်ပိတ်ကဒီမှာနှစ်၃ခွန်ဆိုပြီးခွန်နောက်ပိတ်နဲ့ပြတ်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကနော်ဒီ၅ဆွန်ခုနှစ်ထဲက၄၆၆ဆိုတဲ့ခဏလေး၆နောက်ပိတ်အငိမ့်နဲ့ဒီနှစ်ထဲမှာဖတ်တယ်နော်ဖတ်တော့ဒီ၃လုံးကကိုနော်ခွန်ပြီးပြီရှစ်ပြီးပြီကိုဆောင်း၃လုံးကိုကိုပါပါ၄ခါနဲ့ပြတ်တယ်၆၄၆ဆိုတဲ့ခဏလေး၅ဆွန်ခုနှစ်ထဲကခဏဒီဖတ်သွားတယ်နော် ကျွန်တော်တို့ဖမ်းတော့ကဒီအချိန်မှာကျွန်တော်တို့ဖမ်းတယ်။စောက်ထိုင်နှလုံးမြောက်ကြရမယ်အပူဖြစ်ကမယ်အဲ့ဒီခဏန်းကိုကျွန်တော်တို့ကဒီနေ့ထဲကခဏန်းเนาะကျွန်တော်တို့ဖမ်းကစားခဲ့တယ်မထွက်ဘူးဒီရောက်မှလာထွက်တော့ကျွန်တော်လည်းမေ့တယ်။အဲ့သူ့အောက်မှာသူ့အောက်မှာကျွန်တော်မိတ်ဆွေတွေကြည့်လိုက်သူ့အောက်မှာထွက်တဲ့ခဏန်းကเนาะသူ့ရဲ့ဒီဆောင်သုံးလုံးခုံပြစ်လို့ခုံပါပါနှစ်เนาะဒီဆောင်သုံးလုံးခုံခုံပါပါနှစ်နဲ့အဲ့ဒီခဏန်းကကျွန်တော်တို့၅ဆောင်ခုနှစ်တဲ့ခဏန်းတစ်ခွက် လာထွက်ပေးသွားပြီးတော့သူ့အောက်မှာ51နောက်တွဲကိုတက်စီ၃လုံးကတေးလို့သူပုံလေးကစားတယ်နော်မင်္ဂလာညချမ်းပါဆရာဟုတ်ကဲ့ပါဆရာတာအေးနော်မင်္ဂလာပါကိုတေဟုတ်ကဲ့ပါဦးကြည်မင်္ဂလာပါဦးကြီးကျွန်တော်လဲအခုတွေ့တာလေးအခုချပြနော်အဲ့တော့သူကဆက်ပြီးတော့ပေးနိုင်တယ်လို့ကျွန်တော်တော့ယူဆတယ်နော် ီဆောင်သုံးလုံးခွန်ခွန်ပါပါနှစ်ခါနဲ့ထွက်လိုက်တဲ့ကဏ္ဍဒီ၅ဆုံးခုနှစ်ကကဏ္ဍလို့ဖြစ်ကမယ်ဖြစ်ပြီးတာနဲ့သူ့ရဲ့အောက်မှာတင်၅နောက်အတွဲအငိမ့်ကိုထက်စီးတောင်းသုံးလုံးကတင့်နဲ့သူဖတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ၅ဆုံးခုနှစ်ထဲမှာဆောင်သုံးလုံးခွန်ပြီးတော့ဆောင်သုံးလုံးကိုရှစ်လို့ရိုက်တယ်ရှစ်ရဲ့ပါပါ၃ခါလို့ထည့်တယ်ဒီကဏ္ဍဒီ၅ဆုံးခုနှစ်ထဲကကဏ္ဍ၃ခွန်နှစ်ကိုထွက်ခဲ့တယ်အဲ့ဒီလိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာ၅၁နောက်တွဲအငိမ့်ထွက်တယ်အဲ့ဒီတိတ်ကိုထက်စီးတောင်းသုံးလုံးကတင့်လို့သူထွက်တယ်နော် ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာဇောင်းတုံးလုံးကခွန်ပြီးပြီးရှစ်ပြီးပြီးဇောင်းတုံးလုံးဒီမှာကိုးလို့ထွက်တော့ကိုးပါပါလေးခါနဲ့ထွက်ထွက်တဲ့ခဏန်းလေးလေငါးစုံခုနှစ်ထဲကခဏန်း၄၆၆ဆိုတဲ့ခဏန်းကိုသူကအကွက်ရွှေ့နေကစားသွားတယ်အဲ့တော့သူ့အောက်မှာကျွန်တော်တို့50အတွဲလို့ကထိလိုက်တာနဲ့တက်စီတောင်တုံးလုံးကတက်လို့ဖြစ်အောင်နှစ်ထိပ်စီရောက်လာတယ်နှစ်ငါးတက်ဆိုတဲ့ခဏန်းတစ်ကွက်နော်ဒီခဏန်းကမနစ်ကတော့ကျွန်တော်မွေးခိုင်းနေမမလာဘူးတဲ့ဒီအဲ့တော့ဒီပွဲမြန်းထွက်မလားအဲ့တော့ဒီငါးစုံခုနှစ်ထဲကနှစ်နောက်ပိတ်နေခဏန်းဒီ အားဆုံးခုနှစ်ထဲကိုနှစ်နောက်ပိတ်အငြိမ်တယ်အထက်တယ်အဲ့တော့ဇောင်းသုံးလုံးခွန်ဖြစ်လို့ခွန်ပါဝါနှစ်ခါနဲ့ထွက်တယ်နော်သူထွက်ပြီးတာနဲ့သူထွက်ပြီးတာနဲ့ထဲစီတောင်သုံးလုံးက7ကိုတင်နောက်ပိတ်ဓာခါနဲ့ဒီကွဲထွက်နော်အဲ့ဒီခဏန်းကတဲ့နေရောကျွန်တော်ပြောလိုက်မယ်အဲ့ခဏန်းကတုံ့ပြန်ဆိုအဲ့ဒီခဏန်းကအဲ့ဟုတ်တယ်နော်အဲ့တော့ဒုတိယကခွန်ပြီးတော့ကျွန်တော်တို့ရှစ်လို့ရိုက်တယ်ရှစ်ပါဝါသုံးခါနဲ့ထွက်တယ် နော်ဖတ်ပြီးတာနဲ့ထဲစီတော်အုံလုံးကို71လို့ဖြစ်ပြီးတော့15နောက်တွဲနဲ့ထွက်တယ်နော်ဒါဆိုရင်ဒီနေရာမှာတပွဲသေးထိုးရမယ်ဇောင်းတုံးလုံးက6လို့ထွက်လိုက်တာနဲ့6ပါပါ4ခါနဲ့ထွက်ပြီးဒီကဏန်းဒီ၅ဆုံးခုနှစ်ကကဏန်းကိုလာထွက်ခဲ့လို့သူ့ရဲ့အောက်မှာထဲစီတော်အုံလုံး71ဖြစ်အောင်ကျွန်တော်တို့ကနှစ်ထိပ်စီထည့်ပြီးတော့51နောက်တွဲကတ်လိုက်တာနဲ့နှစ်51ဆိုတဲ့ကဏန်းတစ်ခွက်ထည့်ရနော်အဲ့ဒီ439ကအဲ49လေးရမနေ့ကဒီနေရာမှာကျွန်တော်ပြောခဲ့တယ်နော် ါပေမဲ့အချိန်ဖိုင်းမယ်ဆိုရင်တော့ဒီနေရာမှာလည်းသူကထွက်လို့ရသေးတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြပါဗျာနော်ကျွန်တော်တော့ဒီကနန်းကိုတိုက်တယ်ကိုလေးကိုတိုက်တယ်ကိုလေး6တိုက်တယ်နော်မနေ့ကအဲ့မှာကိုလေး6ကိုကျွန်တော်ရေးပေးပြီးတော့ site ကိုပြောဖို့မေ့သွားတယ် site ကိုပြောဖို့မေ့သွားတယ်ဆိုတော့မနေ့ကကျွန်တော်ပြောခဲ့တာကကျတော့ဒီငါးနောက်ပိတ်ဒီငါးထိတ်လို့ပြန်ကြရင်ခါတုခါနဲ့ကြမယ်เนาะငါးထိတ်စီဆောင်းပါပဲထွက်မယ်။တုံညာနောက်ပိတ်ကြောင့်ပရိတ်တုံညာနဲ့ထွက်မယ်เนาะကျွန်တော်ပြောခဲ့တယ်။အဲ့ဒီနေရာမှာ ဒီငါးဒီငါးထိတ်လို့ပြန်ပေါ်တော့ဟာဒီ၃ညနောက်ပိတ်ကြောင့်များ၃ညပိတ်နဲ့ထွက်သလားเนาะဒါလေးတစ်ချက်ဟာနေအဲ့တော့ဒီနှစ်ကနှစ်ထိတ်လို့ပြန်ပေါ်တော့နှစ်ထိတ်စီရဲ့ဇောင်းမှာပဲပေါ်တယ်ခါတူခါနဲ့ပေါ်တယ်တက်နောက်ပိတ်ကြောင့်ပရိတ်တက်တယ်အဲ့ဒီမှာလဲသူရှေ့နှစ်နှစ်မှာတက်ပိတ်ခဲ့တော့ပရိတ်တက်လာเนาะအဲ့လိုမျိုးဖြစ်ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ကြည်ရမှာကတစ်ချက်ကြည်ရမှာကအခုဒီကိုယ်ကို ကျွန်တော်တို့ကဒီကိုးထိတ်စည်းဆောင်မှာကိုးထိတ်လို့ထည့်လိုက်တာ ਨੇ ခါတူခါနှစ်နောက်ပဲကြောင်ပရိတ်နှစ်ဆိုကိုးလေးကိုအဲ့ဒီမှာကိုးလေး6ကိုလည်းကျွန်တော်တို့ရန်ရမယ်လို့ပြောလိုက်တယ်နော်ဘာလို့ပြောတော့ဆိုတော့မနစ်ကနှစ်ဦးမှာကိုးနောက်ပဲခဲ့လို့အဲ့ဒီကိုးနောက်ပဲဒီဒီကိုးထိတ်ပြန်ပေါ်လိုက်ရင်ပရိတ်ကိုးနဲ့ပေါ်မှာလားဆိုရင်ခါတူခါလေးဖြစ်ကမယ်ဆိုရင်ကိုးလေး6ဆိုတဲ့ဟာဒီကနေတကွက်နော်ဒါရန်ပြအောင်ရန်ထားလိုက်ဟုတ်ပြီလားနော်အဲ့51အတွဲကို51နောက်တွဲကိုကင်ထိုးမယ်ဆိုရင်မနေ့ကကျွန်တော်ပြောခဲ့တယ် ငါးငါးတိရေနှစ်ငါးတိရေနော်ဒီနှစ်ခွက်ပဲကျွန်တော်တို့ထိုးလို့ရတယ်နော်အဲနှစ်ငါးတိကတော့အခုမှပြလိုက်တာစာရွက်ထဲမှာမပါသွားဘူးရေးထားတဲ့ထဲမှာနော်အခုကကိုကြည့်ချက်ပြီးတော့ထိုးလေးကိုလေးကဒီပွဲမှာမင်းလေးကိုလေးမပေးဘူးဆိုရင်လေးကိုလေးဒီပွဲမှာလည်းထိုးလို့ရတယ်နော်ဒါပေမဲ့ तू ကတော့မွေးဆိုင်ဖြစ်နေတယ်အခုကျွန်တော်တို့ဒီ9 40ဒီဒီမှာလာထွက်တယ်နော်အဲ၅၄၀ကနေအောက်ကို၃ပွဲကျော်တန်းတန်းဆင်းလာလေ၃ခုနှစ်ကလည်းအဲ့ဒီမှာလာထွက်တယ်เนาะ အဲ့တူကနေပြီးတော့အောက်ကိုသုံးပွဲဆိုတန်းတန်းဆင်းလာလိုက်လို့ရှိရင်ပူလေးလေးဆိုတဲ့ကဏ္ဍဒီနေ့ထဲမှာထွက်ဖို့ရှိတယ်။ဘုံခွနဲ့ဆင်းတဲ့အချိန်ခိုင်းမှာထွက်မယ်ဆိုဒီပွဲအဲ့လိုမှမဟုတ်ဘူးကြိုထွက်မယ်ဆိုရင်ဒီပွဲမှာအခုကျွန်တော်ပြတဲ့အတိုင်းပူလေးလေးကထွက်သွားလို့ရတယ်နော်။အဲ့ကျွန်တော်ညီတော်မောင်ကလည်းဖော်မွေးနဲ့တိုက်တယ်အကိုကြီးတဲ့ကိုလေးကိုရတယ်ဆိုတော့အဲ့အဲ့ဒါတို့ကောင်းတာပေါ့လို့နော်။တိုက်ရင်ကြိုက်ရင်ပေါ့လေမကြိုက်တော့လဲထည့်လိုက်ပေါ့ဟုတ်တယ်မလား။အဲ့ဒီကိုထိတ်ကို၄ခါနဲ့၁အပိတ်နဲ့လည်းတွဲသွားမှလည်းကြောက်ရသေးတယ်နော်ကို၄၁ဆိုပြီးထွက်သွားမှလည်းကြောက်ရသေးတယ် သူကခွက်ကြတာအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီ90ငါးဆွန်းတဲ့ခုနှစ်ထဲမှာတင်းနောက်ပဲကြတာနဲ့ငါးတင်းနဲ့တွဲတာဟုတ်နော်အဲ့ဒီငါးဆွန်းတဲ့ခုနှစ်ထဲမှာလည်းလူတူပဲတင်းနောက်ပဲကြတာနဲ့ငါးတစ်ကအတွဲလိုက်ဖတ်တာနော်အဲ့သူကအတွဲလိုက်တည်ဖတ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒါကောင်ကနည်းနည်း short ရှိတယ်ပေါ့လူနော်တခုဒီဘွဲမှာအဲ့ဒီတင်းနောက်ပိတ်ကသူကပေးလာခဲ့ရင်အဲ့လိုမျိုးငါးလေးတစ်ဆိုတဲ့ကဏ္ဍမျိုးကြီးဖြစ်သွားမှာဆိုလို့အဲ့ပါဘူး နှစ်ငါးတက်ဆိုတဲ့ကဏ္ဍကြီးဖြစ်သွားမှဆိုလို့ဟုတ်လားအဲ့ဒီညပြတဲ့နှစ်ငါးတက်ငါးငါးတက်နော်၄ကို၄ဒါမနေ့ကပြတယ်ဒါဟိုဘက်နေ့ကပြတာနော်ဒီညကတော့ဒီတကွက်ထပ်တိုးတယ်ပေါ့ဗျာနော်နှစ်ငါးတက်ဆိုတဲ့ကဏ္ဍလေးတက်ရင်ကစားပါနော်ကြောက်ပြီအားလုံးပဲအော်နေအောင်ကျွန်တော်ညီတော်မောင်ကအခုတဲ့ရှစ်၆တိကဘယ်ဆိုင်ကဖမ်းလာတော့လဲရှစ်၆တိကညစကားတည်းထည့်ပြောပြီးတော့စိုက်မပြပါအဲ့ ူကအဲ့ခဏတိုက်လို့ဦးတယ်ဆိုတော့အဲ့ဒါဆို661ကိုကျွန်တော်တို့ပြ661ကကျွန်တော်နှစ်ကတ်နဲ့အတွေးလိုင်းနဲ့ဖမ်းတာမို့လို့ကျွန်တော်မပြောပြတယ်နော်တော့ဒီငါးဆုံးနောက်နှစ်ကတ်မှာကျွန်တော်တို့ကစားကြည့်လိုက်ရင်နော်နှစ်ဦးမှာကျွန်တော်တို့ဘွား၄ရိုက်တယ်အဲ့ဒီဘွား၄ရအဲ့ဒီနှစ်ထဲမှာလေးထိပ်စီတစ်လုံးနှစ်လုံးမြောက်ကြလိုက်အဲ့ဒီလေးထိပ်စီနှစ်လုံးမြောက်ကြရင်ဇောင်းသုံးလုံးက9နော်နောက်တော့သုံးလုံးက9လေးထိပ်စီပေါ့နော်သူကဇောင်းသုံးလုံး9ပဲယူလိုက်တော့ဒီလေးထိပ်စီဇောင်းသုံးလုံးက9 အဲ့ဒီလိုထွက်တာနှလုံးမြောက်ခဏကနော်လေးနှလုံးမြောက်ခဏအဲ့ဒီလေးကအနှစ်ဥမှသူကွာလေးရခဲ့အဲ့အဲ့ဒီလေးထိပ်စီးရဲ့အောက်မှာထွက်တဲ့ခဏကဒီနောက်ပိတ်တူနောက်ပိတ်နဲ့နော်လာထွက်တဲ့ဟောဒီခဏကကျွန်တော်ဒီ964နဲ့အချိန်ခိုက်နော်964အပေါ်ကနေ1 2 3 4 5 6 9အချိန်သွားဒီခဏသူနဲ့တက်တက်မှာထွက်တဲ့ခဏအဲ964နဲ့တက်တက်မှာထွက်တဲ့လေးထိပ်စီးနှလုံးမြောက်ကြတာတဲ့အောက်မှာထွက်တဲ့ခဏကဒီနောက်ပိတ်တူနောက်ပိတ်နဲ့ထွက်တယ်အဲ့ဒီခဏက ကျွန်တော်တို့ကိုးစွန်းနဲ့ဟူးနှစ်ထဲကကနေနော်ကိုးစွန်းနဲ့ဟူးနှစ်ထဲကကနေနော်မှတ်တာကိုးစွန်းနဲ့ဟူးနှစ်ထဲကကနေအဲ့ဒီမှာသူကဒီလိုကိုးကိုးရှစ်လို့ဆိုထက်စီသုံးလုံးတခါတည်းဇောင်းထိုးပြီးထွက်တာဘူးနော်အဲ့ကျွန်တော်တို့အခုဒီနေ့ဥမှာကျွန်တော်တို့ဂွား6လို့ရတယ်အဲ့ဒီဂွား6ဒီ6ထိပ်စီဒီမှာတစ်လုံးကြတယ်နောက်ထပ်တစ်လုံးကြတော့ဒီမှာအဲ့မှာလေသူကဒီဇောင်းကိုးလို့ကြတယ်ပဲနောက်ထောင်သုံးလုံးခွန်နေကြတာပဲနော် အဲ့6ရက်စီးရဲ့အောက်မှာထွက်တဲ့ခဏကျွန်တော်တို့၄၅၆ကနေ1 2 3 4 5 6 9အချိန်မှာထွက်မဲ့ခဏ9 6 4နဲ့အချိန်တိုင်းမှာထွက်မဲ့ဟာဒီခဏန်းပြီ661နော်661 716ဆိုတဲ့ဒီခဏနှစ်ကွက်ယူလို့ရတယ်ပေါ့ဗျာနော်အဲ့ဘာလို့အဲ့မှာ616ကိုထည့်တယ်လဲဆိုတော့အဲ့ဒီ616ဒီကျွန်တော်တို့ကိုစုံကိုနှစ်တဲ့ကခဏန်းဖြစ်ကြတယ်ဘာလို့ကိုစုံကိုနှစ်တဲ့ကအဲ့ဒီ616ကိုယူလဲဆိုတော့သူကအဲ့ဒီကိုစုံကိုနှစ်တဲ့မှာတစ်နှစ်ခါ၈ထိတ်လို့ယူလိုက်တာ ီနှလုံးကိုဒီနှလုံးလေးလို့ရပြီအဲ့လေးရပါတယ်လေးလို့ထွက်တယ်နော်သူ့ရဲ့ဇောင်းမှာမှာ၈ပြစ်နှလုံးပြန်ကိုးတာဒါဆိုရင်ဒီကိုးဆုံးကိုးနေထဲမှာလည်းရှိလားရှိတယ်ငါကိုးနဲ့လေးတာအဲ့ဒီလေးကိုသူ့အောက်မှာပြတိလေးတာသူ့ဇောင်းမှာ၈ထိတ်ဒီ၈နှက်ခတ်တစ်အပိတ်ဒီနှလုံးကိုသူကပြန်ပြီးတော့ကိုးလို့ပြန်ထည့်တာနော်အဲ့တော့အဲ့ဒီ၈ကစကြတဲ့၈၁နှက်ခတ်၈ထိတ်စကြတယ်ကျွန်တော်ဒီမှာလည်း၁နှက်ခတ်၈ထိတ်ကစကြတာပုံမှန်မရှိဘူးအဲ့ဒီ၈ဒီနောက်ထပ်တစ်ချိန်၈လို့ပြန်ကြရင်တည့်ရဲ့ပါဝါ အဲ့ဒီ8တက်ဒီနောက်ထပ်ဒီ8ဒီနောက်ထပ်တစ်ချိန်8လို့ကြာရင်အဲ့တက်နေတွဲပြီးတော့ကြာနော်8တက်အတွဲလိုက်ကြဒီ8တက်ကနောက်တစ်ချိန်8ထိတ်လို့ပေါ်ရင်8တက်အတွဲလိုက်ထွက်တယ်ဒါလိုပဲဒီ8တက်ဒီနောက်တစ်ချိန်8ထိတ်စီးလို့ပေါ်လိုက်ရင်8တက်အတွဲလိုက်ပြီးထွက်တယ်နော်ဖတ်တော့အဲ့ဒီကောင်ကဒီ6 6 9နော်669လို့ထိတ်စီး3လုံးတန်းထားတဲ့ငင်းကောင်မှထွက်ထားတဲ့ကံလဲနော် ဒီလိုပဲ6 6 9လို့ရိုက်ပြီးသူ့ဆောင်မှာရှစ်ထိပ်စီနှလုံးမြောက်ကိုတစ်ခါနဲ့တွက်တာ6 6 9ထိပ်စီ3လုံးတန်းနဲ့မြင်းကုန်မှာရှစ်ထိပ်စီတစ်ခါနဲ့တွက်တာအဲ့ဒီရှစ်ဒီနောက်တစ်ချိန်ရှစ်လို့ပြန်ပြုတ်ကြရင်6နဲ့တွဲထွက်တာတစ်ရဲ့ပါပါ6နဲ့တွဲထွက်တာနော်အဲ့ဒီရှစ်ဒီလေနောက်တစ်ချိန်ရှစ်ထိပ်လို့ပြန်ကြ6နဲ့ပဲတွဲထွက်တယ်နော်တစ်ရဲ့ပါပါ6နဲ့တွဲထွက်တယ်ထွက်ပြီးတာနဲ့အဲ့မှာ6 9 3လို့ထောင်တာပဲနော်အဲ့ဒီရှစ်ကနောက်ထပ်တစ်ချိန်3လုံးမြောက်ကြလိုက်တာနဲ့တစ်ရဲ့ပါပါ6ခါနဲ့ကြပြီးတော့ 893လို့ထောင်နော်893လို့ထောင်893လို့ထောင်အဲ့ဒီထောင်တဲ့ကောင်လေးဒီဘက်မှာ6နှစ်8တွေပါနေတယ်သူကထောက်ထားတာရှိသေးတယ်နော်ဒီနှစ်ကောက်တာအဲ့အဲ့ဒီမှာကျွန်တော်လိုချင်တာကဒီ669 7နှစ်ခတ်အတွဲလိုက်ကနန်းဒီကနန်းဒီကိုစုံကိုနှစ်ကနေပြီးတော့ကျွန်တော်တို့၅စုံနဲ့ခုနှစ်မှာနောက်ပိတ်နှလုံးထောင်ပြီးဆောက်ငါးလေးနဲ့အကြိမ်ခိုက်လေးထိပ်စီနှလုံးမြောက်ရဲ့အောက်မှာထွက်မယ်ဆိုရင်ဖတ်တဲ့အချိန်မှာကိုကိုရှစ်လို့ထိပ်သီးသုံးလုံးတန်းပြီးထွက်မယ်ဆိုရင်ပေါ့နော်ဆိုရင်ပေါ့နော်ကျွန်တော်လည်း အဲ့ဒီပြနောက်ပိုင်းနှလုံးထောင်မယ်ကိုကိုရှစ်လို့ထိတ်စီသုံးလုံးတန်းပြီးထွက်မယ်6 5နဲ့အချိန်ခိုင်းမှာထွက်မယ်အဲ့ဒီကနေဒီရှစ်ထိတ်စီတစ်လုံးမြောက်နှလုံးမြောက်ကနေရှစ်တရှစ်ဆိုတဲ့ကနေဒီမှာရှစ်ရှစ်တက်လို့ထွက်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကတက်တဲ့ခါရှစ်ထိတ်စီစားကြတယ်ရှစ်နှလုံးမြောက်ကနေဒီသူ့ရဲ့နှက်ကတက်နဲ့တွဲထွက်တယ်ရှစ်သုံးလုံးမြောက်ကနေကတက်ရဲ့ပါဝါ6ခါနဲ့ထွက်တယ် က်လိုက်တော့အဲ့ဒီမှာ669လို့ထည့်သီးသုံးလုံးတန်းနေသူ့ရဲ့မြင်းကောင်ကအဲ့ဒီ686ထည့်သီးနှလုံးမြောက်ကဏ္ဍနော်ဒီကဏ္ဍဒီကိုယ်စုံခုနှစ်ကနေပြီးတော့ငါးစုံခုနှစ်သေးကို6ထိပ်စီနှလုံးမြောက်ရဲ့အောက်ဇောင်းတုံးလုံးကိုလို့ရိုက်ထားတဲ့အောက်မှာကိုကို6ဆိုပြီးတော့ထိပ်စီ3လုံးတန်းပြီးတော့6ထိပ်စီအငိမ့်နဲ့เนาะ7နောက်ပိတ်နဲ့ထွက်သွားမယ်ဆိုရင်ဒီကဏ္ဍနောက်ပိတ်သူနောက်ပိတ်နဲ့ကြာမယ်ဆိုရင်ဒီကဏ္ဍเนาะ နဲ့နှစ်မျိုးတော့ထိုးလိုက်ထားလိုက်မလားနော်အဲကျွန်တော်မိတ်ဆွေတွေကျွန်တော်ကညာစာနဲ့ပဲကောက်ရေးပြီးခဲ့တာဒီကနန်းလေးလေးရန်ထားပါ6 6တူကအဲ့ဒီဖြစ်စဉ်ကျွန်တော်လိုက်ကြည့်တယ်နော်ဒီနှစ်ကတ်တည်းရှိတာဒီနှစ်ကတ်တည်းရှိတာဒီ၄၈၁ဒီမှာ၄၈၁နော်ဒီနှလုံးက၄ဒီနှလုံးက၄၈ထိပ်ဒီစကြတယ်၈ထိပ်ဒီစကြတယ်အဲ့ဒီစကြတဲ့၈ထိပ်စီဒီနောက်တစ်ချိန်၈ထိပ်လို့ပြန်ကြတယ်၈၁တွဲတယ်၈၁တွဲတယ်နော်အဲ့အဲ့ဒီ၈၁အတွဲဒီကြတော့ 669တန်းနဲ့မြင်းကုန်ဒီမှာ669တန်းနဲ့မြင်းကုန်မှာကြာတယ်။အဲ့ဒီရှင်းနောက်တစ်ခါပြန်ကြတော့693လို့ထောင်းတယ်693လို့ထောင်းတယ်80လျှောက်အတွဲလိုက်ဖွက်တယ်80လျှောက်အတွဲလိုက်ဖွက်တယ်။ဟုတ်။အဲ့ကျွန်တော်တို့ကဂျားလိုက်ကောင်ကထွက်ခဲ့တဲ့71အတွဲလိုက်တဲ့ခန်းန်းကိုဒီနေ့ထဲဒီပွဲကို654နဲ့အချိန်ပိုင်းမှာဒီမှာထည့်တယ်။သောက်သိစီနှလုံးမြောက်ဇောင်းသုံးလုံးကိုးလို့ပြထားတဲ့အောက်မှာနောက်ပိတ်တူနောက်ပိတ်နဲ့ထည့်မယ်ဆိုရင်ဟောဒီကနေ76ဆိုတဲ့ကနေတကွနော်မဖြစ်မနေကစားလို့ရ เนาะအဲညကကျွန်တော်ပါဇက်ကကောက်ပြောတော့မနေ့ကကျွန်တော်စီဟိုက်ကနန်းဆိုင်ကိုပြပေးပါဘူးတဲ့အဲကောင်ကိုကြိုက်နေလို့ပေါ့နော်ဟိုတမမကြီးကတမမကြီးကဆရာကြီးကိုတန်ချောင်းကလည်းအဲ့ဒီကနန်းကိုကြိုက်တယ်ဆိုလို့ကျွန်တော်အဲ့ဒါလေးပြပေးရခြင်းဖြစ်တယ်နော်ခုနကကနန်းလေးထည့်ကြီးလိုက်ပါဦးမယ်1 5တက်တက်1 5 1 1 1နော်နော်အဲ့တော့6 6 6တက် တစ်ကနောက်ဘက်ကိုလည်းစိတ်မချရလို့နော်ခုနကကျွန်တော်ပြတဲ့ line ကသူကတစ်နောက်ဘက်တစ်လုံးနဲ့ကောက်ရိုက်သွားလို့ရတယ်ဒီ line ကနော်အဲသူကြပြီးရင်တွေ့အောင်မှာအဲရှေ့ပေါင်းခွန်ကိုနော်ဘယ်လိုရှေ့ပေါင်းခွန်၅နောက်ဘက်ဒီမှာရှေ့ပေါင်းခွန်၄နောက်ဘက်ရှေ့ပေါင်းခွန်၃နောက်ဘက်တာမျိုးတွေပေါ့နော်ပြန်ကြမရှိဘူးကျွန်တော်ပြန်ကြစိတ်နာလို့ဗျာကျွန်တော်ဖမ်းရင်မလာဘူးကျွန်တော်မဖမ်းရင်တော့ထွက်လာတယ်အဲ့ဒါကြောင့်မို့လို့ပြန်ကြနေကိုလေကုံမောင်းမနေတော့ဘူးပြီးခဲ့တဲ့ဘွဲကလည်းအဲ့ပြန်ကြနေပဲကုံသွားတာ တော့မနေ့ကကျွန်တော်မပြောတော့တာဘယ်လိုလုံးဆိုတော့စိုက်ကိုကျွန်တော်တို့ဒါကိုထိတ်စီလိုက်တယ်နော်ကိုထိတ်ကိုထိတ်ဒီမှာကိုထိတ်ကိုထိတ်6ထိတ်က6ထိတ်တခါဒီကိုထိတ်က6ထိတ်မလားနောက်တခါဒီ6ကထိတ်ဒီ6ကထိတ်အခုဒီမှာ6ဖြစ်သွားလို့ဒီ6ကထိတ်မလားအဲ့လိုမှမဟုတ်ရင်6ထိတ်ပဲထိတ်မလားနော်ဒါမျိုးလေးတွေရှိတယ်နောက်ဒီနေရာမှာကျွန်တော်တို့နော်ဗရိတ်၄ဗရိတ်၄ဗရိတ်၄နော်အဲ့ဒီဗရိတ်၄တွေက အောက်တပွဲကျော်မှာ၄ပါပါကိုအောက်တပွဲကျော်မှာ၄ပါပါကိုအောက်တပွဲကျော်မှာ၄ပါပါကိုဆိုရင်ဒါ၉သုံးလုံးစမ်းပါလို့လေရတယ်နော်၆တိရှိပဲတွေ့တယ်အင်းနော်အဲ့တော့မတည်ဘူးပေါ့လေနော်အဲ့ဒီကိုကိုဒီနေရာမှာထည့်လိုက်တာနဲ့နော်ကျွန်တော်တို့ကဘယ်လိုပြောမလဲသူကထိတ်စီးကနောက်ပိတ်နော် ကျွန်တော်ဒီနေရာမှာ946ကိုကျွန်တော်ထည့်ရတဲ့အကြောင်းရင်းဒီထိတ်စီနောက်ပိတ်နော်ဒီနှစ်ထိတ်စီနောက်ပိတ်အခုဒီမှာဆိုဟဲ့ဒီ6ထိတ်စီဒါနောက်ပိတ်ဆိုထည့်သွားရင်ဒါ946ဆိုတဲ့ကဏ္ဍလေးလေးဖြစ်သွားလို့ရနော်ဒါလေးလည်းလွယ်လွယ်လေးတွေပဲမပေးဘူးလို့လည်းဘယ်သူမှမပြောရဘူးမပေးဘူးလို့မပြောရဘူးဆိုဒီနေရာတွေကဒါလေးပရိတ်၃ချက်တန်းသွားတာတွေနော်ဒါမျိုးလွယ်လွယ်လေးတွေပေါ့ရှိတယ်နောက်ခါတုခါတွေအောက်ကလိုင်းမှာရှိသေးတယ်ပရိတ်ဆိုရင်ဒီအောက်ကနော်ဒါတခါတုခါအချိန်လိုက်တွေတခါတုခါအချိန်လိုက်တွေတက်လာနေတာခါတုခါအချိန်လိုက်တွေနော်တက်လာလို့ရတာပဲ နောက်ဒီ၉ထိပ်နော်ဗရိတ်၄၉ထိပ်နော်ဒီဗရိတ်၄၉ထိပ်နော်ဗရိတ်၄၄ပါပါ၉ထိပ်၉ထိပ်စီ၃လုံးတန်းပါလို့ရတာပဲဟုတ်တယ်မလားဒါကြောင့်မို့ညာကျွန်တော်ကူ၄၆ကိုထည့်ပြောအဲဒီနေ့ဥပဗရိတ်၉၉ထိပ်စီပြန်ပေါ်ရင်ဒီ၉နောက်ပဲကြောင်းဗရိတ်၉လို့ပေါ်ပါမယ်ဆိုရင်အဲ့ဒါ၉၄၆ဖြစ်သွားမှာပဲနော်ဒီစိုက်လေးတွေကျွန်တော်ဟိုလိုက်ရှစ်ဒီလိုက်ရှစ်နဲ့အပူစိုက်ကလေးတွေကျွန်တော်လိုက်ရှစ်ထားတယ်နော်ကျွန်တော်တို့ဒီဗရိတ်ခွန်ခွန်ပါတဲ့အပူ ဒီဗရိတ်ခွန်ခွန်ပါတဲ့အပူနော်ဒါဆိုရင်ဒီမှာဗရိတ်လေးဒီမှာလေးပါတဲ့အပူအဲ့ဒီကောင်ကဒီဗရိတ်6 6ပါတဲ့အပူဒီဗရိတ်ခွန်ခွန်ပါတဲ့အပူဒီဗရိတ်7 7ပါတဲ့အပူလို့လည်းယူလို့ရတယ်လေးခါကထိတ်လားကိုးခါကထိတ်လား၆ခါကထိတ်လားနော်အဲ့လိုမျိုးတွေလည်းယူလို့ရတယ်ဒီနေရာမှာလေးပါတဲ့အပူထွက်လိုက်ရင်ကိုတုတဝန်ကြည့်တယ်အဲ့ကြောင့်မလို့လေးပါတဲ့အပူဆိုရင်ကျွန်တော်ခုနကကနန်းနော်ကိုလေးကိုဆိုတာလို့